ဗီလာပတ်မှာတင်းပြန့်မှွေးကြိုင်နေတဲ့ဂိုးသွင်းရနဲ့စူပါစီစနေညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်33ပွဲချိုသုံးသက်ချက်ဘရန်ဖို့နဲ့ဘရိုက်တန်ည၈နာရီခွဲဇယားလေကအထက်အောင်နှစ်သင်းဆိုပေမဲ့ငါးမှတ်ပိုများတဲ့ဘရိုက်တန်မှာဥရောပဝင်ကွေ့မျောလင်းချက်ရှိနေပါတယ်ဘရန်ဖို့ကတော့2025ရဲ့ကပရီးမီးယားလိမှာ အင်ကွင်းနိုင်ပွဲ မရှိသေးပါဘူး ဒါအပြင်ပြားတွေဟာနောက်ဆုံးပရီးမီးယားလိအင်ဝင်၅ပွဲမှာလေတကိုးသာသွင်းနိုင်ခဲ့တာပါ Brighton ကလည်း၄ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ဆိုပေမဲ့ဂိုးသွင်းချေမပြတ်သလို Brentford နဲ့နောက်ဆုံးတွေ့ဆုံမှု၅ပွဲစလုံးမှာမရှုံးခဲ့ပဲနှစ်ပွဲနိုင်ထားပါတယ် Brentford level 20ဆိုပေမဲ့ Senyori ပြားတုံမခံရနိုင်ပါဘူး Palace နဲ့ Bournemouth ည၈နာရီခွဲနှစ်ပွဲဆက်အရှုံးကြောင့် Palace ဟာရုတ်တရက်ခြေစွမ်းကျသွားသလိုပါပဲ ဘုံမောင်ကတော့ပရီးမီးယားလိဂ်6ဘွဲဆက်နိုင်ွယ်ပြောင်းမှုကိုပြီးခဲ့တဲ့အပတ်ကအဆုံးသတ်နိုင်ခဲ့ပါတယ်။ဘုံမောင်ဟာနောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း10ဘွဲမှာလည်းတပွဲသာရှုံးခဲ့တာပါ။2025မှာအဝေးကွင်းပွဲတိုင်းဂိုးသွင်းထားတဲ့ဘုံမောင်ဟာဖဲလစ်နဲ့နောက်ဆုံးတွေ့ဆုံမှု3ဘွဲစလုံးမှာလည်းပေးကိုမရှိခဲ့ဘဲနှစ်ပွဲနိုင်ထားပါတယ်။ဒါကြောင့်လဲပဲလေးအကြောမပေးနိုင်ပဲတဲဖွင့်ထားတာဖြစ်ပြီးဘုံမောက်သားတွေနဲ့အတူသွားအတူစားကြတာပေါ့အေဗာတန်နဲ့မန်စီးတီးည၈နာရီခွဲ တကြောပြန်မော်ရက်စ်လက်ထက်အေဗာဒန်ဟာယာတီနောက်ပိုင်းရောက်လေပုံမှာကြောလာလေဖြစ်လာတယ်။ဒါကြောင့်လဲတော်ဖီရီရဲ့နောက်ဆုံးပရီးမီးယားလီဂ်6ပွဲစလုံးမှာဂိုးမများခဲ့တာပါ။မန်စတီးကလည်းအဆင့်9နေရာတက်လာပြီးမြင်ကွင်းခြေစွမ်းကြောင်းလို့ဆိုနိုင်တယ်။ဂွာဒီယိုလာရဲ့အသင်းဟာအဝေးကွင်းမှာဆိုရင်တော့ရလက်မတည်ငြိမ်သလိုနောက်ဆုံးပရီးမီးယားလီဂ်အဝေးကွင်း3ပွဲမှာလေတကောသာသွင်းနိုင်ခဲ့တာပါ။ဂိုးပေါင်းစည်း380အနိုင်နဲ့ဂူဒီဆန်ဘတ်ဟာဂိုးနဲ့ရဝင်းအဖြစ်ပြောင်းလဲသွားပါကြောင်း ဝက်ဆန်နဲ့ဆောက်တန်တန်ည၈နာရီခွဲဂရင်းဟန်ဘော်ဒါလက်ထက်မှာလဲဝက်ဆန်ဟာတိုးတက်မလာပဲပရီးမီးယားလိမှာနောက်ဆုံး၅ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်လက်ရှိချိန်တွေကိုအဆုံးသတ်နိုင်ဖို့ဆိုဇေယအောက်ခြေကတန်းဆင်းပြီးသားအသင်းကိုအဲ့ခံရတာဟာဟမ်မာတွေအတွက်အခွင့်အလမ်းကောင်းပါယာယီနီးပြနဲ့ဆောက်တန်နိုင်ကတော့နောက်ဆုံးပရီးမီးယားလိ၈ပွဲမှာ၇ပွဲရှုံးထားပါတယ်ဒါအပြင်စိတ်တွေဟာဝက်ဆန်နဲ့အဝေးကွင်းတွေးဆမှုနောက်ဆုံး6ပွဲမှာလဲ9ပွဲရှုံးထားတာပါ ဝက်ဆန်တလုံး25အရှုံးအကျော်ပေးထားသလိုလန်ဒန်မှာတူထုတန်တွေညံနေပဲညပေါ့ဖီလာနဲ့နယူကာဆင်ည17နာရီအဆင့်9နဲ့အဆင့်3တို့ရဲ့တွဲဆုံမှုဖြစ်လို့ချန်ပီယံလိဝင်ခွင့်အတွက်အရန်ကိုအရေးကြီးပါတယ်ဖီလာကပြန်ပွဲဆုံနောက်ဆုံးအင်ကွင်း6ပွဲစလုံးမှာအနိုင်ဆုံး2ဂိုးနှုန်းသွင်းထားတာပါအိုင်ဆက်တို့ရဲ့နယူကာဆင်တိုက်စစ်ကလည်းလက်ရှိအချိန်မှာဂိုးမြူးနေသလိုတောက်လျှောက်လဲနိုင်ပွဲဆက်နေတယ် တို့ကြားကနောက်ဆုံးတွေ့ဆုံမှု၅ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကို၃ဂိုးနဲ့ထက်ရှိထားတာပါ။ဂိုးပေါင်းစည်း၃၂၀အနိုင်နဲ့ Villa Park မှာဂိုးသွင်းရတဲ့တင်းပြတ်မှွေးကြိုင်လျက်ကြီးစုပေးခဲ့တာကျေးဇူးများတင်ပါတယ်။